ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံမှာစစ်ဗိုလ်ချုပ်ကြီးတွေဖမ်းဝမ်းထုတ်လိုက်ပြီဆိုတော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေ့လာကြည့်ပါလေအဲ့တော့ဘသူကိုပဲဖမ်းဝမ်းထုတ်ထုတ်ပါကျွန်တော်တို့ကအဲဒါနဲ့ပတ်သက်ပြီးတော့ကကနနပြန်ပြီးတော့သုံးသပ်ဆွေးနွေးရမှာပဲလေနော်အဲ့တော့စစ်ဗိုလ်ချုပ်ကိုပဲဖမ်းဝမ်းထုတ်ထုတ်အခုဆိုလို့ရှိရင်အဲဒေါန်ဆန်းစုကြည်နဲ့ဥထင်ကျော်အမှုတွေကပါပါလေလာသူလည်းဖမ်းဝမ်းထုတ်ခံထားပြီအဲ့တော့အဲ့ဒါကိုတဲ့ ဒီဘောရိုဟင်ဂျာအဖွဲ့လို့ခေါ်တယ်ပေါ့နော်သူတို့ကိုသူတို့နော်အဲဒီမွတ်စလင်အဖွဲ့ပေါ့အဲမွတ်စလင်အဖွဲ့ကပြောတယ်ပေါ့ဒေါအောင်ဆန်းစုကျင်နဲ့ဒေါအောင်ဆန်းစုကျင်နဲ့ဥထင်ကျော်တို့ကမဆွဲပါနဲ့ဖမ်းဝါနာမထောက်ပါနဲ့ဆိုပြီးတော့သူတို့ကတော့တောင်းဆိုတယ်ပေါ့နော်တောင်းဆိုပေမဲ့တောင်းဆိုပေမဲ့မရဘူးပေါ့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ငါတရားရုံးကိုတရားရုံးကိုသွားရင်မတရားလုပ်ခိုင်းနေတာဒါဒီလူတွေကလည်းစဉ်းစားရမယ်ဗျာနော်မင်္ဂလာပါခင်ဗျသူစားနေမင်္ဂလာပါနော် အေးမိုးတယ်မင်္ဂလာပါခင်ဗျာမင်္ဂလာပါအဲ့တော့အဲ့တော့ပထမဆုံးတစ်ချက်နေနဲ့အဲကျွန်တော်တို့စစ်ဘိုလ်ချုပ်တွေပေါ့စစ်ဘိုလ်ချုပ်တွေဖောင်းမနာထုတ်တယ်အဲ့တော့အမှန်ပဲဖောင်းမနာထုတ်တဲ့အချိန်မှာအဲကျွန်တော်တို့တေချာလေ့လာခဲ့တယ်လေ့လာခဲ့သလိုအဲ့ဒီအချိန်မှာတော့ဗျာတည့်ရက်တိုင်းပေါ့ခင်ဗျားတို့အဲ့ဒီအခုခေတ်စကားနဲ့ပဲပြောမယ်နော်ဟောင်စုပေါ့ဟောင်စုတွေဟောင်စုတွေတော်တော်များများပြောကြတာဖြစ်သေးလား ဟာတခါလဲပြော်နေညာတော်ဘလို့ခေါင်းလဲဆိုတော့ကျွန်တော် online တစ်ခုကိုကြည့်လိုက်တယ်ဗျာကြည့်လိုက်တဲ့ချိန်မှာဦးမင်း online နဲ့ဒီဗိုလ်ချုပ်တွေပေါ့နော်ဗိုလ်ချုပ်တော်တော်များများကိုဖမ်းဝင်ထုတ်လိုက်တဲ့အချိန်မှာအဲ့တို့ခက်ခက်စကားလည်းပြောရအောင်ဟောင်စုတွေတော်တော်ပျော်တာ online ပေါ်မှာပျော်နေတာတော်တော်ပျော်တော်တော်ပျော်မှတော်တော်ပျော် online ပေါ်ကြည့်လိုက်ချင်းဟာတို့တွေတအားပျော်နေဟာဝရန်ပြည့်ဖြစ်ပြီလို့သိလားအဲဟောင်စုအုပ်စုပျော်နေတာအဲဟောင်စုမီဒီယာတွေလည်းပျော်နေရသလားမင်္ဂလာပါခင်ဗျာမင်္ဂလာဟောင်စုမီဒီယာလည်းပျော်နေကြလား အပျော်လွန်ပြီးတော့အဲ့ဒီကချုပ်လိုက်ပြီဆိုလို့ရှိရင်ညမိုးချုပ်သကောင်ကျော်လေးလွင်ကြတာဟာဟောင်စုမီဒီယာတွေပြောနေဦးမေအွန်လိုင်းကဝရမ်းပြဖြစ်တော့မယ်ပေါ့မဲသောသောအဖမ်းခံရတော့မယ်ပေါ့နော်ဒီဟောင်စုမီဒီယာတွေဟောင်စုအုပ်စုတွေပြောနေကြတာနောက်နေ့လဲကြာလဲကြာအောင်နေစမ်းမအောင်ပေါ့နော်ကျွန်တော်သုံးသပ်နေတာဒီကိစ္စကဥထင်ကျော်လဲပါမယ်ဒေါ်စုလဲပါမယ်ဆိုအဲ့ဒီသူတို့စပြီးတော့ပြောနေကြတယ်ဟောင်စုတွေပြောနေကြတယ်ကကျွန်တော်ကစဉ်းစားတာပါတော့ပါမှာဖြစ်တော့ဒီကိစ္စပါတီမှုတွေပါလာမှာဆိုကျွန်တော်သိနေတယ် နောက်တစ်ရက်ကျတော့ဒေါ်ဆန်းစုကြည်ပါပါလာဒေါ်ဆန်းစုကြည်ပါပါလာဥထင်ကျလည်းပါလာပါဟောင်စုတွေဘယ်လိုဖြစ်သွားလဲဆိုတော့လေပျော်နေဟောင်စုတွေတခါလဲဟမ်းနဲ့အဲ့တော့ဟမ်းငနေစုဖြစ်သွားကြတာသနာပါလားသလားအဲ့တော့ပျော်တာလည်းကြည်ပျော်ကိုကဘာပဲလှုပ်လှုပ်နော်ကိုတို့တွေကတနိုင်ငံနဲ့သားတွေဖြစ်တယ်နော်ဘယ်သူပဲပြုတ်ကြပြုတ်ကြဘဒုဘဒုကိုပဲနော် ဟိုမကောင်းကြံကြံတေချာတခုကသူထိရင်ကိုလည်းထိမှာတနိုင်ငံမှာဘယ်သူမှပြေးလို့မလို့ဒီမြန်မာပြည်သားတွေကျုပ်တို့အကုန်လုံးမထိမယ်ကိစ္စဆိုသူတို့သိဖို့လိုတယ်အဲ့တော့သူတို့ကတော့ဒီဦးမင်းအွန်လိုင်းပြုတ်ပြီးရောစန့်ကျင်ပဲသူတို့မောင်းတဲ့သူပြုတ်ရင်ပြီးရောဆိုပြီးတော့ရှောက်လောက်လိုက်တယ်လောက်လိုက်ခါဒေါအောင်စန်းစုကြည်ပါပါသွားတယ်ဒေါ်စုကြည်ပါပါရင်လည်းမကောက်ဒေါ်စုကြည်နဲ့ပတ်သက်တဲ့အကုန်လုံးမှာထပ်ပြီးအမှုတွေပါလာနိုင်သေးတယ်အန်ယူဂျီပါပါလာနိုင်တယ်နော်အာကြက်ကြက်သတိထားပါအဲ့တော့သူပြီးရင် လို့ကိုပြီးတာမဟုတ်ဘူးအားလုံးဟာနော်ကျွန်တော်တနိုင်ငံသားတွေဖြစ်တဲ့တည်းကသူခံကိုလည်းခံရတာပဲအထုတူပေါ့ဗျာဒီဒါဦးစိုးစုပြုတ်ကြရင်ပြီးရောဆိုပြီးတော့တာဝါနေရင်ရှောက်ချိုးဟလာမိတိုင်းနေရှောက်ချိုးတကယ်တည်းကမီးပြတ်ပြီးအော်ဆဲနေအကုန်အကုန်လုံးကြည့်လိုက်လို့ရှိရင်အဲ့မှာဂျာဟောင်စုတွေယူပဲဟလာဒါကြကြရင်မင်းတို့ကအဲ့ဒီပေါ့နော်ဟောင်စုတွေအကုန်လုံးလည်းကျွန်တော်ပြောကြတယ်ဟလာခင်ဗျားတို့က မီးပြက်လို့ရှိရင်ခင်ဗျားတို့မငီးသေးတဲ့သူတွေမှာခင်ဗျားတို့အဲ့လက်သုံးချောင်းထောင်မှုတဲ့သူတွေတို့ပြည်သူတွေညည်လာဟိညည်တဲ့ဟိတို့အော်ကယ်မှုတဲ့သူတွေအားလုံးပါတယ်ခင်ဗျားတို့ပါဇက်ပိတ်ထားပါနော်မြန်မာနိုင်ငံမှာအခုကုန်စည်နှုန်းကြီးတယ်ခင်ဗျားတို့ပါဇက်ပိတ်ထားပါနော်စိတ်ခံပါနော်မြန်မာနိုင်ငံမှာအခုဓာတ်တိုင်တွေကျိုးထားမီးမလာဘူးနော် မီးမလာဘူးစိတ်ခံပါနော်မြန်မာနိုင်ငံမှာအခုဒုက္ခခင်ဗျားတို့ဒုက္ခပေါင်းစုံရောက်နေအဲ့လက်သုံးချောင်းထောင်မှုသူတိုင်းတို့တို့တို့ပြည်သူတွေညည်လာဟိအော်ဘူးသူတိုင်း ပြီးရင်တော်နိုင်ရင်အားပေးပါလေဆိုတဲ့သူတိုင်းပါဇက်ပိတ်ထားပါကြိတ်ခံကြနော်ခင်ဗျားတို့អော်ဖို့မတန်ဘူးဟုတ်လားခင်ဗျားတို့လည်းလုံးဝမတန်ဘူးဘာကြောင့်လဲဆိုတော့ဒီစေုပ်ချုပ်ကြီးစေုပ်ချုပ်ကြီးပေါ့နော်စစ်တက်ကြီးပြုတ်ရင်ပြီးရောဆိုပြီးတော့ဘာမှမဆိုလုံးလိုက်တဲ့အချိန်မှာတော့အားလုံးအားလုံးထိကြတာမြန်မာပြည်ပြက်စီးကုန်လုံးထိမှာတယောက်မှအနီလည်းမလုပ်ဘူးအစိမ်းလည်းမလုပ်ဘူးအပြာလည်းမလုပ်ဘူးအဝါလည်းမလုပ်ဘူးမြန်မာနိုင်ငံထဲမှာရှိရသူတွေအကုန်လုံးဒုက္ခရောက်ကြမှာထို့တူပေါ့ဗျာစေုပ်စုကို တရားတော်ဆွဲတယ်တခါလဲဒေါ်စုကြည်ပါပါသွားတာเนาะအထို့တူပဲစေအောင်စုပြုတ်ကြပါစေဆိုပြီးမြန်မာနိုင်ငံထဲမှာတခါလဲပြုတ်ကြရင်ပြီးရောဆိုပြီးတော့ဖြတ်စည်းကြတယ်သူတို့ကဒုက္ခရောက်တယ်ခင်ဗျားတို့မပုံနဲ့အခုရှေ့လျှောက်လဲစစ်တပ်ကြီးပြုတ်ရင်ပြီးရောဆိုပြီးတော့ခင်ဗျားတို့မျိုးသိမ်းတိုက်ပွဲတွေပေါ်ဆောင်တဲ့ခါမှာအနီရောအပြာအဝါဟောင်စုရောအကုန်လုံးထိတာเนาะတနိုင်ငံလုံးထိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အလုံးကကျောင်းနဲ့တန်လို့ကျွန်တော်ရတာအင်္ဂလိပ်လိုပြောမှဆို you deserve it ပေါ့ကောနော်တော့ တန်လေကိုနဲ့တန်လေလို့ပဲသတ်မှတ်လိုက်ပါကိုမောင်မင်္ဂလာပါမင်္ဂလာပါခင်ဗျအဲ့တော့အဒီကိစ္စလေးပြောဒါမှတစ်ခုရှိပါလေဘာမှတော့ဒေါ်စွန်စောင်းစန်းစုကြည်လည်းပူစရာမလိုသလိုဦးမင်းအောင်လည်းလည်းပူစရာမလိုပါဘူးနော်သူတို့ဖောင်းဝန်းထုတ်တဲ့ကိစ္စကရန်ကြီးစိတ်မစိုးရင်ပါလေဘာကြောင့်လဲဆိုဒါ universal jurisdiction လို့ခေါ်မှာပေါ့နော်ဆိုတော့ကျွန်တော်ကတနည်းအားဖြင့်ဒါသင်္ကေတဆန်တဲ့သင်္ကေတဆောင်တော့လုပ်ရပါပဲကျွန်တော်ဘာမှလုပ်လို့မရပါဘူးနော် ။ဘာကြောင့်လဲဆိုရင်ဒါမျိုးတရားစွဲဆိုမှုကဒါက international ICJ လည်းမဟုတ်ဘူး။ international court of justice လည်းမဟုတ်ဘူး။ ICC international criminal you know criminal court လည်းမဟုတ်ဘူး။အဲ့ဒါကြောင့်မို့လို့ဒီလူမျိုးတရားစွဲတဲ့ကိစ္စကခင်ဗျားဒီမှာလည်းမဟုတ်အင်ဒိုနီးရှားမှာလည်းဆွဲလို့ရတယ်။နော်။အဲ့တော့အဲဒါကတနည်းအားဖြင့်ဆိုလို့ရှိရင်သင်္ကေတဆောင်သောတနည်းအားဖြင့်ပြောမယ်ဆို for sure အ for sure အပြင်ကိုနောက်ထပ်ဘယ်လိုခေါ်မလဲတနည်းအားဖြင့်တခုတော့ကောင်းတာပါလဲဆိုတော့တာဝန်ယူမှုတာဝန်ခံမှုပေါ့နော် အဖျားပေးတဲ့ပုံစံလေးတော့ဖြစ်ပါတယ်ကျန်တာတော့ဘာမှလုပ်လို့မရပါဘူးအခုသိထားရမှာအခုတရားဆွဲလိုက်တဲ့ကိစ္စက နိုင်ငံကတရားရုံးလည်းမဟုတ်ဘူးနိုင်ငံကခုံရုံးလည်းမဟုတ်ဘူးဒီကိစ္စနိုင်ငံတစ်ခုရဲ့ area ထဲမှာเนาะဒီဘယ်လိုလဲ universal jurisdiction ကိုအသုံးပြုတယ်ဆိုတာကအဲ့ဒီရဲ့ဖိအားကဟို law enforcement လုပ်တဲ့အခါမှာเนาะဘာမှ လုပ်လို့မရပါဘူးဥပမာဖြစ်ပြ ICC က ICC ကဆွဲလိုက်တယ်ပေါ့နော် ICC ကနေဖန်ဝန်လာထုတ်တယ်ဟဲ့ဆိုလို့ရှိရင် ICC နဲ့တူတူပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံတွေကပူးပေါင်းဆောင်ရွက်မှသာလင်းဆွဲလို့ရဒါ ICC တော့မဟုတ်ပါဘူးဒါကသူတို့ Argentina တရားရုံးကနေပြီးတော့ဆွဲခွင့်ပေးပြီးတော့ထုတ်တဲ့ဖန်ဝန်ဖြစ်တယ်နော်ဖန်ဝန်ဖြစ်တဲ့ကြောင့် Argentina နိုင်ငံနဲ့သွားလို့ရှိရင်တော့လည်းအကုန်လုံးဖန်ခံရနိုင်ပေမဲ့ကျန်တဲ့နိုင်ငံတရားကျန်တဲ့နိုင်ငံတွေကဂရုအောင်စိုက်မှာမဟုတ်ပါဘူးအားလေးတည်ထားစေချင်တာသူတို့သူတို့ I ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ အာဆီယံကိုပဲပေးပေးအမေရိကန်ကိုပဲပေးပေးနော်ပြောလို့ရှိရင်အင်တာပိုကိုပဲပေးပေးဘာမှလုပ်လို့မရပါဘူးအဲ့တော့အားလေးတည်ထားစေချင်တယ်အဲ့တော့ဘာမှဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီတခုတော့သူတို့ဘက်ကအနိုင်လိုက်တာတခုတော့ရှိမှာပေါ့နော်နောက်ထပ်ဒါမျိုးတွေဖြစ်လို့ရှိရင်တရတာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိရတယ်ဆိုတာလေးသိစေချင်တဲ့သင်္ကေတဆောင်တဲ့လောက်ရပဲရှိပါ ICC ကဖမ်းဝမ်းထုတ်ရင်တော့မှပဲဘာမှလုပ်လို့မရဒီတရားရုံးကနေတရားဖမ်းဝမ်းထုတ်တယ်ဆိုတာတော့ဘာမှလုပ်လို့မရပါဘူးနော် အဲ့တော့အဲ့လေးသိစေချင်တယ်အဲ့တော့ run ပြေးဖွဲ့ဆိုလုံးဝ run ပြေးတဲ့ဖြစ်စရာအကြောင်းမရှိပါဘူးနောက် run ပြေးဖြစ်စရာလည်းအကြောင်းမရှိဘူးအင်ဒိုနီးရှားမှာတရားစွဲလို့ရတာပြတာမျိုးတွေလုပ်လို့ရတယ်အင်ဒိုနီးရှားအခုချိန်ကျတော့သူတို့စွဲလို့မရသေးဘူးနော်အတရားရုံးခွင့်မပြုသေးဘူးထင်တာပဲအဲ့တော့ဘာမှအလုပ်လို့မရတဲ့ဒီတရားစွဲဆိုမှုကခင်ဗျားတို့ဘာမှလည်းကြောက်စရာမလိုပါဘူးနော်ဥမာပြ ICC ဖန်ဝန်းထုတ်တယ်ဆိုရင်တော့နည်းနည်းလေးစဉ်းစားရမယ်နည်းနည်းလေးထည့်သွင်းစဉ်းစားရမယ်เนาะ ICC ဖန်ဝန်းထုတ်တယ်ဆိုလို့ရှိရင်တော့မှပဲ ICC နဲ့မြန်မာဒီကျွန်တော်တို့မြန်မာနိုင်ငံတော်ဟာမြန်မာပြည်ဟာ ICC signatory ပေါ့ဒီကျွန်တော်တို့ဒီလက်မှတ်ထိုးထားတဲ့နိုင်ငံမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဘာမှပူစရာမလိုသလို ICJ ဆိုရင်တော့ကိစ္စရမယ် ICJ ကကြာလူပုဂ္ဂိုလ်တရားဆိုလို့မျိုးသူကနိုင်ငံတော်ရဲ့နိုင်ငံတော်နိုင်ငံကိုတရားဆွဲတာအချုပ်ဒီအစိုးရကိုတရားဆွဲတာဖြစ်တယ်နော်အဲ့တော့ ICJ ကစုံချက်ချက်ချတယ်ဟိဆိုရင်ဒါနည်းနည်းကိစ္စနည်းနည်းမဟုတ်တော့ကိစ္စရမှာ ICJ ကစုံချက်ချက်ချရင်ကိစ္စရမှာဘာကြောင့်လဲဆိုတော့ ICJ နဲ့ ပတ်သက်လာလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ R2P တို့နောက်ထပ်ကျွန်တော်တို့ဒီအဲဘယ်လိုခေါ်မလဲဆိုရင်အဲလုံခြုံရေးကောင်စီပေါ့ UNSCT ရောက်သွားနိုင်တယ်နော်ရောက်သွားနိုင်တဲ့အတွက်ကြောင့် ICJ ကဖမ်းဝမ်းထုတ်တယ်လို့ပြောလို့ဆိုလို့ရှိရင်တော့ကိူးဆိုင်ရမယ်အဲ့ဒါကိူးဆိုင်ရမယ်နော်ခင်ဗျားတို့ ICC ကဖမ်းဝမ်းထုတ်တယ်ဆိုလို့ရှိရင်နည်းနည်းလေးတော့ကတိကအောင်နိုင်တယ်ဒါပေမဲ့ ICC ကလည်းဖမ်းဝမ်းထုတ်လို့မလွယ်ပါဘူးနော်ဘာကြောင့်လဲဆိုတော့အခုချိန်ထိ current camera သူကလည်းဖမ်းဝမ်းထုတ်ဖို့တောင်းဆိုထားတာပဲ ဘာလို့လို့ရလဲဘာလို့လို့မရအောင်ဘာကြောင့်ဆိုတော့ဒီတရားရုံးတစ်ခုကဖမ်းမန်းထုတ်ဖို့ဆိုတာကလေနှစ်ဖက်ကြားနာရတယ်နော်နှစ်ဖက်ကြားနာမှုတွေလုပ်ပြီးတော့မှတရားဖမ်းမန်းထုတ်တယ်အထောက်အထားတွေခိုင်လုံရတယ်ခိုင်လုံသည့်တရားနောက်တစ်ခုက ICC ကနေဖမ်းမန်းထုတ်ဖို့ဆိုတာကလေ ICC ရဲ့ဒီဘယ်ခေါ်မဆိုတော့ဖွဲ့ဝင်နိုင်ငံတစ်ခုခုထဲမှာပြဿနာဖြစ်မှာပြဿနာကြီးလိုက်တဲ့ခါကျတော့လေဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ICC ဖွဲ့ဝင်နိုင်ငံဖြစ်တယ်အဲ့တော့အဲ့ဒါနဲ့ဆိုတော့ဘလို့မှသူတို့က ဟိုအမှုတွေဆွဲလို့မရဘူးဖြစ်နေတယ်အခုချိန်ဒီလည်းအဲ့ဒါနဲ့ပတ်သက်ပြီးဆွဲလို့မရပါဘူးအဲ့တော့ ICC ကဖမ်းဝန်းထုတ်ရင်တော့ဘာဖြစ်တော့ကတိကောက်နိုင်တယ်နော်ဒါတော့မှပဲဖမ်းလို့မရဘူးဒါပေမဲ့ Argentina တရားရုံးဆိုတဲ့နော်တရားရုံးကနေပြီးတော့သူတို့နိုင်ငံတွေကနေ international jurisdiction ကနေဆွဲရတဲ့အကြောင်းမလို့ဘာမှလည်းကျွန်တော်တို့ဖြစ်เสียအကြောင်းမရှိဘူးဘာမှလည်းလုပ်လို့မရဘူးတနည်းအားဖြင့်ဒါပေါ့ for sure ပေါ့ဗျာသင်္ကေတဆန်တော့နော် တင်ကြတာဆန်တော့လှုပ်ဆောင်မှုချက်တစ်ချက်လည်းလည်းကျန်တာဘာမှမပေါ်ဘူးဘယ်သူကမှ enforcement လုပ်ပေးမှာမဟုတ်ဘူးဘလောက်ပဲပေးဖို့ပေးဖို့ဟုတ်ပြီနော်အဲ့တော့အဲ့တော့အားလုံးသိစေချင်တယ်ဒီဖန်ဝန်ကိစ္စနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့စိတ်ကူးတဲ့မှာမထည့်ပြီးတော့ဟိုနည်းနည်းပေါ့ဗျာနော် irritating ပေါ့နည်းနည်းပေါ့စိတ်ရှုပ်စရာလေးတွေတော့နော်ကတိကောက်နိုင်စရာလေးတွေရှိပေမဲ့ကျန်တာဘာမှဖြစ်လာစရာအကြောင်းမရှိဘူးဆိုတော့ကျွန်တော်အနေနဲ့ပြောပြချင်တယ်အဲ့တခုရှိတာခင်ဗျားတို့အခုမြန်မာနိုင်ငံထဲမှာ sales ကြီးပြုတ်ကြွားလို့ခင်ဗျားတို့တွေအသက်ရှင်မှမထင်နဲ့ နော်စေုပ်ချုပ်ကြီးနော်စင်ချုပ်စေုပ်ချုပ်ကြီးပေါ့နော်ပြုတ်ကျသွားလို့ဟလာဦးမင်းအောင်လာကြီးအချုပ်တဲရောက်သွားလို့ဒေါ်စုကြီးကလွတ်သွားမယ်ထင်သလားမလွတ်ဘူးဒေါ်စုကြီးအချုပ်တဲရောက်သွားလို့ခမရတို့ NUG နဲ့လွတ်မယ်ထင်သလားအားလုံးအမှုတော်တွေကြီးပဲနော်အဲ့တော့ကိုယ်နိုင်ငံသားချင်းကပြဿနာတစ်ခုဖြစ်လာလို့ရှိရင်အကြမ်းဖက်မှုထက်စားလို့ရှိရင်အကောင်းဆုံးညှိနှိုင်းပြီးတော့ဖြေရှင်းတာအကောင်းဆုံးပဲလို့ကျွန်တော်ပြောချင်တယ်အဲ့တော့ဒီတော်လိုင်းကြီးကြီးအောင်သွားစေုပ်ချုပ်စေုပ်ချုပ်ကြီးပေါ့နော်ဒီပေါ့ဟိုစစ်တပ်ကြီးလုံးဝပြုတ်သွားပြီဆိုလို့ရှိရင်ခမရတို့အားလုံးရော အစဉ်ပြေမြင်မှခင်ဗျားတို့ထင်နေသလားအစဉ်ပြေမြင်မထင်ပါနဲ့ခင်ဗျားတို့ကဒုက္ခရောက်မှာအလုံးဒုက္ခရောက်မှာနော်ကိုယ်နိုင်ငံထဲမှာကိုနေပြီးတော့ဒုတိယဒန်ဆာဒုတိယဒန်ဆာဟာအစစ်နှိမ်နိုင်ငံသားတွေပြန်ဖြစ်သွားမယ်နော်ခင်ဗျားတို့ဗမာတွေဗမာစကားပြောသောသူတွေခင်ဗျားတို့ကြက်ကြက်သတိထားပါနော်အဲ့တော့အဲ့လေဒီကပြောချင်တာမဟုတ်ပြီအဲ့တော့ IC အဘကော IC လည်းမဟုတ် ICJ လည်းမဟုတ်ဘူးဒီ Argentina တရားရုံးကနေပြီးတော့ဖမ်းမနှံထုတ်တာကတော့သူတို့ နောက်ဆုံးပြန်တော့မပူနဲ့လာအောင်မအင်ဒိုနီးရှားမှာထပ်ဆရာဆွဲတာရှိသေးတယ်နော်အင်ဒိုနီးရှားဖိုင်ဝန်ထုတ်တယ်ဒါသူ့အတူ international jurisdiction မကောက်လို့ဘာပဲဖြစ်သူ့နိုင်ငံကသူ့အတူတရားဆွဲနေတာနော်အဲ့အဲ့နိုင်ငံမသွားရင်ပြီးတာပဲနော်အဲ့တော့အားလေးသိစေချင်တယ် ICC လည်းမဟုတ်ဘူး ICJ လည်းမဟုတ်ဘူးနော်အဲ့တော့ခင်ဗျားတို့ဟောင်စုတွေဟောင်စုတွေအရန်ပြောခဲ့ကြတယ်တော်စုကြည့်တယ်ပါလားဆိုတာအဲ့တော့တော်တော်တော့ကောင်းပါလေခင်ဗျားတို့ ရန်ကြီးလည်းအမခတ်တာဗျာခင်ဗျားတို့အဲ့ဟောင်းစုများရလဲလေဘလောက်ပိန်နေခင်ဗျားတို့ကျွန်တော်တို့ကအရင်ကနီပိန်နီပိန်ငပိန်ပဲခေါ်တာတလားအခုတော့ဟောင်းစုခေါ်တော့မယ်။ဘာကြောင့်လဲဆိုတော့တခုတခုဟုတ်ဤမှန်ဤဖြစ်နိုင်မဖြစ်နိုင်ဘလောက်ထိတက်ရောက်မှုရှိတယ်ဘလောက်ထိဒါအရေးကြီးတဲ့နိုင်ငံတစ်ခုရဲ့ပါဝါနော်အဖွဲ့အစည်းတစ်ခုရဲ့ပါဝါတရားရုံးတစ်ခုရဲ့ပါဝါဒီပါဝါချင်းနဲ့ကြားထဲမှာရှိနေတဲ့ချိန်ငွေရှာတွေတော့မချိန်နိုင်မင်းနဲ့နော်ခင်ဗျားတို့ကထပြောတာဟာတို့ ူမြောင်လာကြီးမကြခင်ဖမ်းခံတော့မယ်ဘယ်နိုင်ငံသားသောဖမ်းခံတော့မယ်ဘာမှဖမ်းခံအောင်နော်ဘာမှလည်းဖမ်းလို့လို့ပဲအဖို့စမလို့လို့မရအောင် ICC တော့ဘာမှလို့လို့မရတာခင်ဗျာဒီအာဂျင်တီးနားတရားမှာသူ့အတရားဆွဲပြီးတော့သူ့အတူလောက်တာတော့သူ့နိုင်ငံထဲမှာသူ့အတူဖြစ်တာလေနော်ဘာမှဖြစ်စရာအကြောင်းမရှိအဲ့တော့ကဲအဲ့တော့အဲခင်ဗျာလောက်စနားလေလောက်ပြီးထင်ပါတယ်နော်ဟောင်စုတွေကြည့်လိုက် အဘလိုခေါင်းဆိုအောက်ကြည့်လိုက်လို့ရှိရင်ဟောင်စုတက်စင်ကြတယ်ကောင်းကောင်းရေးကြစမ်းကောင်းကောင်းရေးကြစမ်းဘလို့ဖတ်မှမလို့ဟာလေနော်နည်းနည်းလေးပေါ့ကိုမောင်မတလေးတစားနဲ့ဖတ်လို့တဲ့ comment တွေရေးစမ်းပါကိုမောင်ရေးတဲ့ဟုတ်ပြီစိုးဘူးမှာကိုစီသူရေးပြီနော်ကိုမောင်ရေးတဲ့ငတိုင်းချောင်းကွင်းကောက်ဘက်ကနေတဲ့ရိတ်ခါတွေတဲနေတယ်တဲ့ဟုတ်လားတောလန်းကနေတဲ့ပြောပြပါဦးငတိုင်းချောင်းအင်းကွင်းကောက်ဟာကွင်းကောက်ဟုတ်တယ်အဲ့ဘက်ကလုံးဝဖြစ်နိုင်တယ်နော် ဲ့တော့ရိတ်ခါရေးတဲနေရတယ်ဂယုစိုက်ပါနော်ခင်ဗျားတို့တစ်ဖက်တစ်ပုံကရိတ်ခါရေးရနေသေးရတယ်ခင်ဗျားတို့ဘလို့မတိုက်လို့နိုင်မှာမဟုတ်ဘူးနော်အဲ့ဒါအရာဝီဆက်နဲ့ပတ်သက်ပြောစရာလေးပါပါတယ်ပြောစရာလေးပါတယ်အဲ့တော့ဒီနေ့ဟောင်စုတွေအရန်ပျော်နေကိစ္စလေးကိုကျွန်တော်ကွန်မွန်မောင်ရှင်းပြပြသွားပါပြီနော်ဟောင်စုဟောင်စု channel တွေလည်းတော်တော်ပျော်နေတာတော်တော်ပျော်နေတာဟောင်စု channel တွေတော်တော်ဆိုးတယ်တော်တော်ဆိုးတာတော်တော်ကျေးဇူးတရားမသလား အဲ့ဒီဟောင်စုကိစ္စမှာဖြူဖြူထွေးကကျွန်တော်ဝင်မပြောဘူးနော်ဝင်လည်းမပြောဒီနေ့ဒီကိစ္စနဲ့ပတ်သက် reaction လည်းမလုပ်သလိုအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဘာမှမပြောဘာကြောင့်ဆိုဖြူဖြူထွေးဆိုတာလေဒီဟောင်စုတွေကိုမွေးထုတ်တဲ့တည်းမှာသူတို့လည်းပါတယ်ဒီဒုပညာမလေးပါတယ်နော်အသူတို့မွေးထုတ်တဲ့တရေတပတ်တွေကအကောင်ကြီးလာပြီသူတို့ပြန်ချောက်နေတာတော့ကျွန်တော်တို့ဒါကိုနဲ့ထိုက်လို့ကိုရတယ်လို့ပဲကျွန်တော်အနေနဲ့ဖြူဖြူထွေးကိုအဲဒီလိုပဲကျွန်တော်ကတော့သုံးသပ်တယ်အဲသို့ပါတော့လည်းပဲဒီဟောင်စုဆိုတဲ့ပယုတ်စီပေါ့နော် တရုတ်စီကတော်တော်လေးကိုနာမည်ကြီးသွားပြီးတော့ဒီအဖွဲ့အစည်းတစ်ခုလုံးမှာအကောင်လုံးဟောင်စုတွေဖြစ်ကုန်လားဟာဖြူဖြူတွေဝိုင်းချင်းချအဲတေးချပြီမင်းလည်းဟောင်စုဖြစ်ပြီအညနိုင်ကြည့်တာပါအညနိုင်ကြည့်လို့ရှိရင်ခေါ်လိုက်ပါဟောင်စုလို့ဟုတ်ပြီအဲ့တော့အဲ့ဒါလေးအဓိကကြာပြီးပြောချင်